todo o tempo. မင်္ဂလာပါရှင်ခေတ္တနေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးအနေနဲ့ဆလင်းကြီးမြို့နယ်လေဗရောင်တောင်တရုတ်ဝမ်ဘောကုမ္ပဏီတွင်တက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကျေးရွာများသို့ပစ်ခတ်နေပြီးပြည်သူတို့ဒဏ်ရာရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လေဗရောင်တောင်ချင်းနီစီမံကိန်းတရုတ်ဝမ်ဘောကုမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကျေးရွာများသို့ပစ်ခတ်နေပြီးပြည်သူတို့ဒဏ်ရာရရှိကြောင်းဒေသပြည်သူများကပြောဆိုပါတယ် ရှမန်နီအော်တိုဘာ22ရက်နေ့တွင်တရုတ်ဝန်ပေါင်းကုမ္ပဏီတွင်ရှိစစ်တပ်ကလက်နက်ကြီးများဖြင့်အနီးပတ်ဝန်းကျင်ရှိခြေရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဖြစ်ခဲ့နေကြောင်းလက်နက်ကြီးများမှာဖောင်းကထခြေရွာ၊မိုးချိုးပြင်ခြေရွာနှင့်မင်းစလီကန်ခြေရွာများဘက်သို့ဥတီဖြစ်ခဲ့နေခြင်းဖြစ်ကြောင်းသိရပါသည်။ ဝမ်ပောင်ဝင်းလေးကနေပြတ်တော့ဖောင်ကထရွာဘက်လေးကြတယ်။မိုးချိုပြင်ရွာဘက်ကိုလည်းပြစ်တယ်။မင်းစလီကန်ရွာဘက်ကိုလည်းပြစ်တယ်။အကြိမ်ရေတော်တော်များတွေဟုဒေသပြည်သူတို့ကပြောကြပါတယ်။ထို့ပြင်ယမန်နေ့ညနေပိုင်းတွင်မူဝမ်မီရွာသေးအနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲနားရှိဝမ်ပောင်ကုမ္ပဏီဝင်းအတွင်ဂိမ်းမှစစ်တပ်ကတနက်ဖြန်ရန်တန်းပစ်ခတ်၍ဝမ်မီရွာသားတို့ကြီးထိမှန်တန်းရာရရှိခဲ့ကြောင်းသိရပါတယ်။ မနေ့ကညနေပိုင်းဝက်မေးရွာတဲ့အနောက်မြောက်ဘက်ဖလောင်ရွာလမ်းခွဲနာကဝမ်ပအဝင်းကိတ်ကစစ်တပ်ကတနက်နဲ့ရန်ပြက်လို့ဝက်မေးရွာသားဦးလာပြည့်ကြီးထိမှန်တန်းရရထားတဲ့မစိုးရင်ရဘူးလို့တော့ပြောတယ်ဟုဒေတာပြည်သူတို့ကပြောပါတယ်အကြမ်းဖက်စစ်တပ်ကဆလင်းကြီးမြို့နယ်တွင်စစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေသည့်ပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေ၍ပြည်သူများစစ်ဘေးရှောင်နေရမှုများရှိနေကြောင်းဒေသပြည်သူများထံကသိရပါသည် ဆက်လက်တိဆက်ပေးမယ့်တရင်ကတော့ခေါလန်ဖူးမြို့နယ်ရှိစစ်တပ်လောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုင်စစ်တပ်ကလေးချောင်းဖြင့်ဇက်တိုက်ပုံကျဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ခေါလန်ဖူးမြို့နယ်အတွင်းရှိအကျန်းဖက်စစ်တပ်လောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်း KIA စီရေးတရင်ရှင်မြက်ကပြောကြားပါရယ်။အော်တိုဘန်လ19ရက်နေ့ခေါလန်ဖူးမြို့နယ်ရှီလန်တန်းကျေးရွာနေရှိအင်အား30ခန်းဖြင့်တက်ဆွဲထားတဲ့စစ်တပ်လောက်ခံပြည်သူစစ်တပ်စခန်းကို၎င်းအော်တိုဘန် 20ရက်နေ့ကမကောင်တန်းကျေးရွာစုတောင်းကုန်းရှိ ပြည်သူစစ်တပ်စခန်းကို၎င်း KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်ကရင်းကျေးရွာများအပါအဝင်ခေါလံဖူးမြို့နယ်နဲ့ဆော့လုံမြို့နယ်တွင်ရှိပြည်သူလူထုကိုပြစ်မှတ်ထားကဝိုင်းတွဲလေရင်ဖြင့်တောက်လျှောက်ပုံကျဲတိုက်ခိုက်နေကြောင်းသိရပါသည်။ စကန်သိမ့်ပိုက်ခံရတာကိုမချိန်နဲ့လို့လေရင်ခေါ်ရနေမယ်ဝိုင်းကျဲလေရင်နဲ့ပုံချေတာဒီနေ့မွန်တန်12နှစ်လောက်ကလေလမ်းဆဲချေးရွာနဲ့နီးတဝိုက်ချေးရွာတွေကိုပုံချေချတာအလုံး20လောက်ရှိတယ်။ဖះချောင်းနဲ့နေတွေထိခိုက်ပျက်စီးတယ်။နားပေဖုံချေးရွာနီးကိုလည်းပုံသုံးလုံးချဲသွားတယ်ဟု KIA စီရေးတရင်ရှင်မြက်ကပြောကြားပါရယ်။ KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ခေါလန်ဘူးမြို့နယ်ရှီလန်တန်းချေးရွာမှာအင်ဂျီ20ခန်းရှိပြီးလမ်းဆဲချေးရွာအထက်ဘက်မှာတည်ရှိကြောင်းသိရှိရပါရယ်။ ဆက်လက်တည်ဆက်ပေးမယ့်တရင်ကတော့တန်လင်တက်နယ်မှုဘုံမှုချုပ်ထွန်းလူကလူမိုက်နဲ့ပြူစောထီးများကိုကပိုက်ဆောင်တပ်ဖွဲ့ဖြင့်မွေးထားပြီးလူငယ်များကိုပေါ်တာဆွဲဖန်စီခြင်းစစ်မှုထမ်းလူစားတို့အယောင်ဝယ်လုပ်ခြင်းနဲ့တရားမဝင်လုပ်ငန်းများထံမှဆက်ကြေးကောက်ခိုင်းတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရှမ်းကုန်းတိုင်းတန်လင်းတက်နေမှုဘုံမှုချုပ်ထွန်းလူကလူမိုက်များနဲ့ပြူစောထီးများကိုကပိုက်ဆောင်တက်ဖြင့်မွေးထားပြီးလူငယ်များကိုပေါ်တောင်ဆွဲဖမ်းဆီးခြင်းစစ်မှုရန်လူစားထိုးအယောင်ဝင်လုပ်ခြင်းနဲ့တရားမဝင်လူငယ်များထံမှဆက်ကြီးကောက်ခိုင်းနေကြောင်းတန်လင်းမြို့နယ်မှာတက်တဲ့င်းရှင်းမြက်တချို့နဲ့ဒေသတင်းရှင်းမြက်ကပြောဆိုပါရယ်တန်လင်းမြို့နယ်တွင်မူလစပထမပြူစောထီးကောင်းဆောင်မှာမြင့်ခိုင်ဆိုသူဖြစ်ပြီးမြင့်ခိုင်က2024ခုနှစ်ဇူလိုင်လ26ရက်နေ့တက်မိသားစုဝင်တဦးဖြစ်သောကိုလက်ဆိုသူကို ဒါဖြင့်ထိုတက်ကထွက်ပြေးတိမ်းရှောင်သွားကြောင်းမြင့်ခိုင်ဆိုသူမှရခိုင်ကလေးကတန်လင်တက်နေမှုပုံမှုချုပ်ထွန်းလူဤလက်ကင်တို့ဖြစ်တော်လေလူသက်မှုဖြင့်ထွက်ပြေးတိမ်းရှောင်သွားခြင်းပုံမှုချုပ်ထွန်းလူကလူမိုက်မြင့်ခိုင်ဤတပည့်ကျော်ကြီးကိုတပည့်အဖြစ်မွေးမြူလိုက်ကြောင်းလူမိုက်ကျော်ကြီးထံမှတပည့်များစွာရှိပြီးအားလုံးမှပြူစောတိများဖြစ်ကြောင်းသိရှိရပါသည် ဗိုလ်မှူးချုပ်ထွန်လူကလူမိုက်ကျော်ကြီးကိုတပည့်ဖြစ်မွေးမြူပြီးနောက်တန်လီမျိုးနယ်တဝန်းမှာလူမိုက်ကျော်ကြီးနဲ့ပြူစောတီအဖွဲ့ကနိုင်ငံရေးလှုပ်ရှားသူများစီရင်အများကြီးတရင်များကိုစုံစမ်းထောက်လှမ်းခြင်းလူငယ်များကိုပေါ်တာဆွဲဖန်စီခြင်းလူငယ်များကိုဖက်စီချင်းချောင်းဝင်းညချင်းများလှုံ့ဆော်ကြောင်းရင်းပြင်မူရည်စေဝါရောင်းဝယ်သူများလောင်းကစားများထံမှဆက်ကြေးကောက်ယူမှုများလည်းလှုံ့ဆော်နေကြောင်းသိရပါတယ်။တန်နယ်မှုထွန်လူကလူမိုက်မြင့်ခိုင်တပည့်ကျော်ကြီးကိုမွေးထားပြီးတရားမဝင်လုပ်ငန်းတွေကိုနောက်ွယ်ကနေလှုပ်ခိုင်းနေတာပါကျော်ကြီးကတန်လီမှာပေါ်တာဆွဲမှု ရေးစင်ဝါရောင်းလောင်းကစားဝိုင်းချက်ဝိုင်းနေလောက်ကိုင်းနေတော့ချက်ဝိုင်းကနေတလောက်ကို3300လောက်ရှောက်ဖွေပေးရတယ်နေနေထိဝင်ပြီးအမှုချမ်းစီတာတွေလောက်ပါတယ်ဟုတန်လင်းဒေတာတင်ရှင်းမြက်ကပြောကြားပါတယ် ယခုနှစ်အောက်တိုဘာလတရနေ့ညပိုင်းတန်လင်းမြို့အောင်ချမ်းသာရက်ွက်အီသစ်စာရှိနေတခုကိုပြူစောတိလူမိုက်ကျော်ကြီးနဲ့ဝေကဝင်းရောက်ဓမြတိုက်ပင်အင်ရှင်မိသားစုဝင်များကိုရိုက်နှက်ကငွေချက်သိန်းတရာကျော်ကိုဓမြတိုက်ယူသွားခဲ့ကြောင်းထို့သို့နေအတွင်ဝင်းရောက်ဓမြတိုက်တဲ့အဖွဲမှာစိတ်ကောင်းစီတမ်းမှတက်ချက်ကြီးနှုတ်လဲပါဝင်ပြီးယခုချိန်ထိအေးအေးယူခြင်းမရှိကြောင်းသိရပါဗျာ ဘာမှအရေးယူတာမလုပ်တဲ့ပြင်ခန့်ရတဲ့အင်းရှင်မိသားစုကိုတတ်ပြမယ်လို့ချင်းချောက်ခံနေရတဲ့တန်လင်းနာယီစင်ထိတ်ကတက်တဲ့ဆင်းလာရင်အုပ်ပူစုဘုဒ္ဓနောက်မှာကြက်ဝိုင်းအကြီးကြီးရှိတဲ့အဲ့ဒါကတက်နေမှုထုံးလူရဲ့ကြက်ဝိုင်းမှာသူတပည့်ကျော်ကြီးနဲ့အရှိကြီးဆိုသူကဦးစီးတာပါဟုတန်လင်းမြို့နယ်နေပြည်သူတို့ကရှင်းပြပါရယ်2020ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညပိုင်းကလည်းတန်လင်းမြို့နယ်လက်ရဆန်ချင်းရွာအုပ်စုဖះငါးစုဘောလုံးကွင်းအလေမှာတန်လင်းတက်နေမှုဘုံမှုချုပ်ထုံးလူဤတပည့်များဖြစ်ကြသောဖះကုန်းကျ င်းရွာလူမိုင်းအုပ်စုဖြစ်သည့်မြင်းခိုင်ကျော်ကြီးမျိုးကြီးအရှိကြီးကိုတင်ထုံးဝင်းတန်မင်ဦးပြည်ကျော်ကျော်စီသူအဲလီခေါ်အောင်ခိုင်ဝင်းနဲ့မျိုးကိုကိုတို့ကိုကတန်လီမြို့နယ်ရဲတပ်ဖွဲ့မှရဲတပ်ချက်တမဝင်းကိုကားဖြင့်တိုက်ပြီးထွက်ပြေးသွားကြောင်းရင်းမှုတင်လေတရားဆွဲဆိုခြင်းမရှိဘဲအဆုံးသက်သွားကြောင်းသိရပါတယ်။တန်လင်းတက်နယ်မှာပုံမှုချုပ်ထုံးလို့ဒီရန်ကုန်တောင်ပိုင်းခရိုင်ယခုတန်လင်းခရိုင်လုံးချုံရေးတာဝန်ခံဖြစ်ပြီးတန်လင်းရေတက်လေးချင်းရေးဌာနချုပ်ဌာနချုပ်မူလည်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တင်ကြောင်းကတော့မြန်မာစစ်ကောင်ရှင်ရဲ့အထူးရောင်ရွှေကောက်ပွဲကိုပြပြတတပေးချဖို့အာဆီယံအဖွဲ့ကိုကုလကျွမ်းကျင်သူတိုက်တွန်းတဲ့တင်ကိုတင်ဆက်ပေးပါမယ်။အုပ်ချုပ်ရေးမှူးစေယုပ်ချုပ်ရေးခိုင်မာစွာအမြင့်တွေစေပြီးနိုင်ငံတကာပြည်အားရောပါစေဖို့ပုံဖော်ထားတဲ့တရားမဝင်ရွှေကောက်ပွဲကျင်းပမယ့်မြန်မာစစ်တပ်ရဲ့အစီအစဉ်တွေကိုအာဆီယံကောင်ဆောင်တွေကပြပြတတပေးချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအစိုးရခန်းစာတင်ပြသူတောမက်အန်ဒရူးစ်ကပြောပါတယ်မြန်မာရှင်နဲ့ပတ်သက် လို့အာဆီယံဖွဲ့ဟာရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေဖြစ်ခဲ့တယ်လို့၄၈ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ်မြန်မာစစ်အုပ်စုဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြည့်ရည်ပြုတ်နေပါရယ်ထောင်ထဲချီတဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းချခံနေရဆဲဖြစ်ပြီးလွန်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရေးသားခွင့်ဖိနှိပ်ခံရကရပ်သားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံအဖွဲ့ထံကလည်းအတွေ့အော်ရွေးကောက်ပွဲတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ် စစ်ကောင်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုအသိမဲ့ပြမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကကွယ်နိုင်ဖြစ်စေပြီးရွေးကောက်ပွဲကိုဆောင်ကြည့်ဖို့လိမ့်လာသူတွေဆင်လွတ်တာအပါဝင်စစ်ကောင်မရှင်ကိုတရားဝင်မှုပေးတဲ့လုပ်ရက်တွေကိုအာဆီယံကောင်ဆောင်တွေကရှောင်ကြဉ်ရမယ်လို့၎င်းကဆက်ပြောပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုစေအုပ်စုရဲ့အကြံဖတ်မှုတာဝန်ခံမှုအဆုံးသက်ရေးတက်ဆိုင်သူအလုံးနဲ့နိုင်ငံရေးဆွေးနွေးမှုလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံဘွဲ့ကိုကောင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေကမျှော်လင့်နေတယ်လို့၎င်းကဆိုပါတယ်။ စေယုစုကဘုံတော်ဒူမြေချန်၅ရက်ချိုးဖောက်ကြောင်းဝန်ခံဖို့နဲ့စစ်ကော်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးဆိုရာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအရေးပတ်အဖွဲ့တွေမြန်မာပြည်သူတွေကိုကိုစားပြုတဲ့အရေးပါတဲ့ပါတီတွေထိတွေ့ဆက်ဆံဖို့ Train Dues ကအာဆီယံအဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။ ဒေသနာအရက်ဘက်အဖွဲ့အစည်းတွေမှာတစင်နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာအပါအဝင်အကူအညီလိုအပ်နေတဲ့ပြည်သူအလုံးထံစာနာမှုအကူအညီပေးရခွင့်ပြုဖို့လည်း၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာလွတ်လပ်မှုနဲ့လူ့ခွင့်ရေးတိုက်ပွဲမှာအထင်ကြီးလောက်ပဲအတားရှိမှုကိုဆက်လက်ပြသနေပါတယ်။အထင်ကြီးလောက်ပဲတတိရှိမှုကိုဆက်လက်ပြသနေပါတယ်သူတို့လိုအပ်တာလုံဆောင်ချက်ဖြစ်ပြီးစကလုံးတွေမဟုတ်ပါဘူးလို့သူကဆိုကြောင်းသိရပါတယ်